ဟယ်လိုအားလုံးပဲမင်္ဂလာပါ Aristide လာပိုင်းကရေဒင်း page မှာကြိုဆိုပါရယ် Arish အခုလုပ်ပေးမယ့် reading ကတော့ um Arish page မှာတစ်ခါမှမလုပ်ပေးဘူးသေးတယ်ထူးထူးခြားခြား reading လေးလုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီ reading ကဘာကြောင်းရလဲဆိုတော့ Arish caption တင်ထားတဲ့အတိုင်းပဲ angel number တွေပေါ့နော်111223333ဒါတွေကိုမြင်နေရတဲ့သူတွေအတွက်ကို ဒီလို angel number ကြီးအခုရပိုင်းမှာတွေ့နေရတာကဘာကြောင့်လဲကိုကိုဘာ message ပေးချင်တာလဲကိုကိုဘာ warning လောက်ချင်တာလဲဆိုတာကို rich ကနမိတ်ဖတ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ angel number ကြီးကကိုကိုဘလိုမျိုးလမ်းကြောင်း ပြချင်တာလဲဘာကို warning လောက်ချင်တာလဲဆိုတာကတော့သူ့ဘာသာနဲ့သူဒီ Google ကနေပြီးတော့ share လိုက်လို့ရှင်လဲဒါ meaning နေအများကြီးပဲရှိတာပဲလေเนาะဒီလို1112233333เนาะ999 ठी ဘာကိုပြောချင်တာလဲဆိုတဲ့အတိတ်တွေကလည်းလွယ်လွယ်ကူကူရှာလို့ရတယ်။အာတင်ထားတဲ့ဆရာကြီးလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့အမ်တကယ်တကယ်တမ်းမှာကျတော့လေတချို့တွေကကျတော့ပေါ့နော်။ဆိုတော့ဒါဒီအတိတ်တွေကတော့ဒီလိုရှိတယ်ဆိုပေမဲ့အမ်တချို့တချို့တော့လူတွေအတွက်ကကိုကိုပေးခြင်းနဲ့ message injury က warning လောက်ခြင်းနဲ့အကြောင်းအရာကဘာလဲဆိုတာကကျတော့တယောက်နဲ့တယောက်မတူညီနိုင်ဘူးเนาะ အဲ့တော့ဒီမှာကတော့ rich ကအများသောအားဖြင့် original slay ရဲ့ energy ကို catch လုပ်ပြီးတော့ rich လုပ်ပြီးမှဖြစ်တယ်။အဲ့တော့ဒီရက်ပိုင်းမှာလည်း angel number တွေအများကြီးတွေ့နေရပြီးတော့ဘယ်လိုမျိုးလဲဘာလဲညာလဲဆိုတော့ rich စီကိုလာပြီးတော့မေးတဲ့သူတွေတအားများတယ်။အဲ့တော့ angel number 111เนาะမြင်ရတဲ့သူတွေကလည်းဒီ111အတွက် အာနမိတ်ကိုကြည်ပါ2 2 2မြင်ရတဲ့သူက2 2 2ကြည်3 3 3ကိုမြင်ရတဲ့သူကလည်း3 3 3ကိုကြည်ပါနော်။ Okay အဲ့လိုမှမဟုတ်ဘူးဒီသုံးခုစလုံးကိုမြင်နေရတဲ့သူတွေကလည်းဒီသုံးခုစလုံးကိုကြည်လို့ရတယ်เนาะအဲ့တော့ကိုအခုလက်တလောဘယ်နံပါတ်တွေကိုကြည်နေအာမြင်နေရတာများလဲဆိုတော့ပုံမှန်မူတည်ပြီးတော့ဒါကြည်သွားပါ။ Rich ကတော့ဒီသုံးခုစလုံးမြင်နေရတယ်ဆိုတော့အာ let's check ဟိုဘာတွေကိုကိုပေါ့နော်ပြောချင်နေရလဲပေါ့သူတို့ဘာလိုမျိုးတွေဟိုအနေလုပ်ချင်နေရလဲဆိုတော့ Rich ကဒီနမိတ်တည်တည်ကြာကြာဖတ်ပြီးတော့มาဖြစ်ပါတယ် Okay အဲ့တော့အရင်ဦးဆုံးပေါ့နော် Angel number 111အများဆုံးမြင်နေရတဲ့သူတွေအဲ Universe ကကိုကို Angel တွေကကိုကိုဘာကို message ပေးချင်နေရလဲဘာကို warning လုပ်ချင်နေရလဲတစ်ချက်ကြည့်အောင်နော်အဲ့တော့ Angel number 111မြင်နေရတဲ့သူတွေ message ပေးခြင်းတွေရလဲပေါ့နော်ကြည်ရအောင် angel number 111ခုရပိုင်းမှာတအားကို13လုံး14လုံးမြင်နေရတဲ့သူတွေ11 11မြင်နေရတဲ့သူတွေเนาะဒါ universe ကဘာတွေပြောချင်နေတာလဲ Oh sorry bottom of the deck are queen of swords เนาะနောက်တစ်ခါက queen of cups နောက်တစ်ခါက knight of pentacles နောက်တစ်ခါက the wall နောက်တစ်ကပ်ကဒါဒါနောက်ဆုံးတစ်ကပ်ပေါ့နော် two of swords okay အတော့ risa ပြောပါတော့မယ် angel number 111ဒါမှမဟုတ်လို့ရှင်နေတလေးလုံးဒါမှမဟုတ်လို့ရှင်နေ1111ပေါ့နော်မြင်နေရတဲ့သူတွေ universe ကကိုကိုဘာကိုပြောချင်နေရလဲဘာကို warning လုပ်ချင်နေရလဲဘာကို message ပေးချင်နေရလဲဆိုတော့ rich ဒီမှာမြင်လာတာလေတခုခုကို လွတ်ချဖို့လိုအပ်နေတဲ့ဒါနဲ့အရန်တယူတန်ဆွဲအရန်ကောင်းကျော်မာနေတာမျိုးတွေ့ရတယ်။အာကိုကိုကိုငဲ့ညာနေတာမျိုးအဲ့လိုမျိုးပေါ့နော်အညောင်အညောင်လောက်ပြီးတော့음ပွန့်ပွန့်လင်းလင်းပြက်ပြက်တတမပြောတာမဆိုတာမဆုံးဖြတ်တာတလိုပုံစံမျိုးတွေတွေ့ရတယ်။နောက်တစ်ခုကကျတော့မလိုအပ်တဲ့နေရာမှာသွားပြီးတော့ပေးဆက်အနစ်နာခံနေတာမျိုးတွေ့ရတယ်။အဓိကအာကိုပေါ်မှာမကောင်းတဲ့လူတွေကိုပေါ်မှာဘယ်လိုပြောမလဲ။ ာတကယ်စိတ်ရင်စင်မှမရှိတဲ့သူတွေပေါ့မှာပေါ့နော်။သွားပြီးအချိန်ပေးနေတာမျိုးတွေအနစ်နာခံပေးဆက်နေတာမျိုးတွေတွေ့ရတယ်။ဆိုတော့ဒါတွေအတွက်ကို universe ကဒီ one လုပ်နေတာမျိုးတွေ့ရတယ်ပေါ့နော်။တတိပေးနေရပေါ့။ဆိုတော့ကိုကူကိုအာယုံစားရမင်းအတွက်ကိုလည်းတိတိဆက်ဆက်သွားပေါ့နော်။ဆိုတော့နောက်တစ်ခုကကျတော့အငွေကြေးနဲ့ပတ်သက်လို့ပေါ့နော်။အရန်ကြီး၊လောကြီးပြီးတော့ရှေ့ကိုလေးတအားတဟုန်တို့ပြေးနေတဲ့သူတွေများဒီအထဲမှာပါမလားတော့မသိဘူး။ဆိုတော့ဒီလူတွေအတွက်ကဒီ angel number 111တောက်လျှောက်မြင်နေရတဲ့အခါက ကိုကူပေါ့နော်ဖြည်းဖြည်းမြန်မြန်လေးနဲ့ပုံမှန်လေးနဲ့ပဲသွားပါအရင်ကြီးလောမကြီးနဲ့တလန်းချင်းစီခြေတလန်းချင်းစီလှေကားတစ်ထစ်ချင်းစီတက်ပါဆိုပြီးတော့ပြောနေတယ်ဟိုဘာလို့လဲဆိုတော့ဒီမှာကကို့မှာအရာအားလုံးဟိုပြီးပြည့်စုံနေပြီဒါရှိနေပြီဒါဆိုတော့ပြောရမယ်ဆိုလို့ချင်းဒါပြီးပြည့်စုံနေပြီဒါရှိနေတာဆိုတော့ကဟိုငွေကြီးဘာညာကိုပြောရမှာမဟုတ်ဘူးเนาะပိုင်ဆိုင်မှုတွေပြောရမှာမဟုတ်ဘူး ိုယ်မှာရှေ့ကိုတလန်းချင်းစီ ပုံမှန်တက်သွားလို့ရလောက်မဲ့အရေးချင်းနေ quality တွေ talents တွေเนาะအကုန်လုံးပေါ့เนาะပြေးဝနေပြီးသားဒါကိုလောကြီးပြီးတော့တဟုန်တို့ခုန်တက်ဖို့မလိုဘူးတလန်းချင်းစီတထစ်ချင်းစီ အာယုံစိုက်ပြီးတော့ကိုဒီလိုတလှမ်းချင်းစီတစ်ထစ်အချင်းစီသွားနေတဲ့အရာမှာအကောင်းဆုံးအပြေဝါလောက်ဖို့ကို universe ကပြောနေတယ်။အဲ့တော့ခုံပေါက်ပြီးတော့ဗောနော်အစ်စ်နေမြန်မြန်ဆန်တက်ပြီးတော့ဟိုဗယံမရာတွေနဲ့လောက်ခဲ့လို့ရှင်နောက်ကိုနောက်ကြောကို ပြန်လှည့်တဲ့အခါမှာလုံးဝတည်တည်တသက်ကိုမလောက်ခဲ့တာမျိုးတွေဒါမျိုးတွေဖြစ်နေမှာဆိုလို့ဗောနော်တလှမ်းချင်းစီကိုပုံမှန်အေးအေးဆေးဆက်သွားဖို့ universe ကပြောနေတာမျိုးတွေ့ရတယ်။နောက်တစ်ခုကကျတော့အခုချိန်မှာဗောနော်ဟိုအရန်ခေါင်းရှုပ်ခံ ထွေပြားနေတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့ ပြီးအလုတ်တွေအရန်ရှုပ်နေရမျိုးလည်းတွေ့ရအဲ့တော့အလုတ်တွေရှုပ်နေရလားအလုတ်တွေရှုပ်အောင်လုပ်နေရလားအရှုပ်တွေလုပ်နေရလားဒါကိုကိုယ်တိုင်အသိဆုံးမယ်တဲ့ဒီမှာကကြတော့ပေါ့နော်ဟိုလူကတယောက်တည်းเนาะဟိုဟာလဲဆက်ဆက်ဆက်လုပ်လိုက်ဒီဟာလဲဆက်ဆက်ဆက်လုပ်လိုက်ပြီးလို့ရှိရင်ဟိုလုပ်လည်းမပြီးဒီလုပ်လည်းမပြီးပေါ့เนาะအဲ့တော့တခုတည်းကိုပဲတည်တည်ချက်ချစောင့်ချပြီးတော့ပေါ့เนาะတခုပြီးမှတခုလုပ်ဖို့လဲ universe ကပြောနေတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့ ထပ်ပြီးတော့ဒီမှာပြရ decision making ကောင်းကောင်းမလုပ်နိုင်သေးဘူးတဲ့တချို့တွေကကြတော့ပေါ့နော်ကိုသွားရမယ့်လမ်းကြောင်းမှာရွေးချယ်စရာကြီးကြီးမားမား big option နှစ်ခုဖြစ်နေတာမျိုးပဲဖြစ်တာကအကုန်လုံးနဲ့ဆိုင်တယ်နော်အလောက်ကန်ငွေကြီးစီးပွားရေးအခြေရေးနော်အားလုံးမှာရွေးချယ်ရမယ်ဆုံးဖြတ်ချက်ချရမယ်တည်တည်ချာချာလောက်ရမှာကိုဟိုလိုက်ရမလို့လို့ဒီလိုက်ရမလို့လို့အဲ့လမ်းစုံလမ်းကွာ တခုမှာเนาะကိုကစုံနီးရက်ပြီးတော့ this way or that way ပေါ့เนาะဘယ်လမ်းလိုက်လို့လာမှမသိပဲနဲ့ဆုံးဖြတ်ချက်မပြတ်သားတာမျိုးတွေတွေးဝေးတာမျိုးတွေတွေးဟဖြစ်တာမျိုးတွေတွေးရတချို့အကြောင်းလည်းဒီမှာ rich man ကအုံနောက်ကတစ်ဖက်နှလုံးသားတစ်ဖက်ပေါ့နော်ဘာကိုရွေးချယ်လို့ရွေးချယ်အမှမသိဖြစ်နေရမျိုးတွေတွေ့ရဆိုတော့အဲ့ဒီဟာမှာကလည်းအရန်ကြီးတဲ့အချိန်ယူတာတွေအရန်များနေပြီတဲ့မင်းဒီအเจ้าရာနဲ့ပတ်သက်ပြီးတော့အချိန်ယူတာအရန်များနေပြီးတော့ decision making လုပ်ကိုလုပ်တော့ပေါ့နော်ဘာလုံးမှလဲပေါ့တည်မလားအချိန်နေဒီပေါ်မှာအရန်ကြီးဖြုံးနေတဲ့ energy တွေအရန်ကြီးဖြုံးနေနေဆိုပြီးတော့ပြောနေတာမျိုးကိုတွေ့ရတယ်ဆိုတော့ ဟိုအနေထားတစ်ခုကတည်တည်ချာချာရည်တိပြတ်ဆုံးဖြတ်ချက်ချဖို့ရယ်အလုပ်တွေဟိုဆက်ဆက်ဒီဆက်ဆက်မလုပ်ဖို့ရယ်เนาะပြီးလို့ရှင်တစ်ထစ်ချင်းစီဟိုတလှမ်းချင်းစီအေးအေးဆေးဆေးသွားဖို့ရယ်လောမကြည့်ဖို့ရယ်ပြီးရင်ဟိုဘယ်လို ပြောမလဲအရန်လောဝကြည့်ပြီးတော့ဗောနော်ဟိုဘယ်လိုပြောမလဲဟို မှားရွင်းတဲ့လူမှားရွင်းတဲ့အခြေအနေမှားရွင်းတဲ့အနေအထားပေါ်မှာအချိန်တွေအရန်ပေးပြီးတော့မပေးဆက်နေဖို့ပေါ့နော်အဲဒီလိုမျိုးပြောတာတချို့တွေကကြောက်လဲဒီခေါင်းကြောမှာပြီးတော့တင်းခံပြီးတော့ပေါ့နော်ဟိုမရရအောင်ကလုံမယ်ဆိုတော့အနေအထားကြီးနဲ့ဇွတ်တင်းရှေ့ဆက်တိုးနေပြီးမယ်အဲ့ဒီဇွတ်တင်းကိုရှေ့ဆက်တိုးနေတဲ့အရာကြီးကမလွတ်ချသေးတဲ့အရာကြီးကကိုယ့်အတွက်လွဲမားနေတဲ့လူတို့ကိုယ့်အတွက်လွဲမားနေတဲ့အခြေအနေတို့ကိုယ့်အတွက်လွဲမားနေတဲ့အနေအထားမျိုးတို့ဖြစ်တတ်တယ်ဆိုတော့အဲ့ဒီမဟုတ်တဲ့အခြေအနေအနေအထားကြီးလူတစ်ယောက်ပေါ်မှာပေါ့နော်သွားပြီးတော့ energy တွေကုန် နေတာမျိုးတွေပါတယ်မလုပ်ဖို့ပြောနေတာဆိုတော့ဒီမှာကကြတော့အာနောင်တစ်ချိန်ပေါ့နော်အနာဂတ်မှာကိုယ့်အတွက်ဒါအခြေအနေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်အတွက်စစ်မှန်တဲ့လူတစ်ယောက်ဟာလုံးဝ လာပါလိမ့်မယ်ဆိုတော့ဒီကိုယ့်ဘဝတွေကိုလာဖို့အတွက်ကြာနေတာအာဒါမှမဟုတ်လို့ရှင်လေကိုလုံနေတဲ့အခုဒီလုံရက်တွေကြောင့်မလို့ဒီလူကကိုယ့်ဘဝတွေဝင်လာဖို့ကြာနေတာမျိုးတွေ့ရတယ်ဆိုတော့ဒါလေးကို universe က message ပေးနေတာမျိုးတွေ့တယ်ဆိုတော့ဒါကြောင့်မလို့ဒီလူမျိုးပေါ့နော်ဒီလူတွေက111တောင်မှရှိ11 11တောင်တောက်လျှောက်တွေ့နေရတာလို့မြင်တယ်အဲ့တော့စီးပွားရေးငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းပုံမှန်လေးပဲအေးအေးဆေးသွားပါလောမကြီးနဲ့ကိုကတကယ်ကို တောက်လျှောက်ပေါ့နော်တသက်လုံးတော့ long term ဖြစ်မဲ့ အာစီပွားရေးတစ်ခုလက်ငုပ်တစ်ခုအလုပ်တစ်ခုကကိုယ့်လက်ထဲမှာရှိနေပြီးသားအဲ့တော့အဲ့ဒါကိုဘာလို့စိတ်တွေပူပြီးတော့လောကြီးနေတာလဲတဲ့ဘာလို့အယမ်းကိုပေါ့နော်တဟုန်တို့သွားကျင်နေရလဲဆိုတာမျိုးကို ပြောနေတာဆိုတဲ့အခါကျတော့ဒါလေးကိုတတိမူပြီးတော့ပြင်ဆင်ပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နောက်တစ်ခုကကျတော့ကိုတယောက်တည်းအလုံးဆရာကိုင်းဆရာတွေကအာဟိုလုပ်ဒီလုပ်အဲ့လိုမျိုးပေါ့နော်အလုပ်တွေအများကြီးလုပ်နေရမျိုးဆိုလို့ရှိရင်လည်းတေချာကိစ္စဖို့ပြောထားတယ်အဲ့တော့ ဒီလိုလူမျိုးပေါ့နော်လူကတယောက်တည်းဒီမှာလက်တရား6ဖက်9ဖက်10ဖက်လောက်ရှိတယ်အဲ့လိုမျိုးတွေအရန်ကြီးပြာများမနေနဲ့ပေါ့နော်ဒါလေးတစ်ချက်တွေ့ရတယ်နောက်တစ်ခါကျတော့ rich ဒီမှာတစ်ချက်မြင်တာကပေါ့နော်အာဒီမှာ hinduism hindu နတ်ဘုရားပေါ့နော်အာမာကာနော်မာကာလီအာကာလီမေရောကိုယုံကြည်ကိုးကွယ်တဲ့သူတွေဆိုလို့ရှင်လဲသူ့ကိုဆူတောင်းထားတာမျိုးတိုက်တဲ့ထားမျိုးတွေရှိလို့ရှင်လဲသွားပြီးတော့ offer ပေးပါအာ သူကုညီပေးထားတာတွေတကယ်ဖြစ်နေပြီဆိုလို့ရှင်လည်းသွားပြီးတော့တည်တည်ချာချာသူကိုပြန်ပြီးတော့ဒါအာကိုယ့်ရဲ့ခရီးတီးဖို့เนาะဒါလေး arrest ချက်မြင်ရတယ်ဆိုတော့ဒါအတွက်ကို universe ရဲ့ဒီ111 11 lavender တွေမြင်နေရတာလို့ arrest တွေ့ရတယ်เนาะဆိုတော့ဒါကြောင့်မလို့သူတို့အနေနဲ့ဒီလိုအကြောင်းအရာတွေကိုပြောချင်နေလို့ဒီ111ဒါပေမဲ့11 11ကိုပြနေတာကိုအတွက်အာ message ပေးနေတာကိုအတွက်1နေလောက်နေတာလို့မြင်ရပါတယ်เนาะ okay အဲ့တော့ ဒါကတော့ဒီ number 111ကိုမြင်ရတဲ့သူတွေအတွက် rich bar ကို universe က message ပေးချင်တာလည်းဖတ်ပြီးသွားတာဖြစ်တယ်။ဒီအတိုင်းကို personal reading မေးချင်တဲ့သူတွေက rich ရဲ့ Facebook page, YouTube channel, Telegram channel အဒါလေးကို subscribe လုပ်ပြီးတော့ Facebook page Messenger မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ် live blog booking တင်ပြီးမေးလို့ရပါတယ်။ Okay အဲ့တော့ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။နောက်ထပ် reading တစ်ချက်မှပြန်လည်ပြီးတော့ဆက်တွေ့ကြပါမယ်နော်။ โอเคအဲ့တော့ဆက်ပြီးတော့ internal မှာ222တမမလို့ရှင်နှစ်လေးလုံး2222เนาะဒါတွေကိုမြင်နေရတဲ့သူတွေတော့ universe က message ပါပေးနေရတယ်ဘယ်လိုမျိုး warning တွေလောက်ချင်နေရလဲဒါလေးကိုဖတ်ပေးပါမယ် င်းချုံနာမှာ222022เนาะနှစ်လေးလုံးဒါတွေကိုမြင်နေရတဲ့သူတွေအတွက်ကို no? universe ကဘလိုမျိုး message guidance ပေးချင်နေရလဲဆိုတော့ bottom of the deck ကတော့ ace of wands တဲ့နောက်တစ်ခါက page of cups နောက်တစ်ခါက the hangman နောက်တစ်ခါက king of cups နောက်ဆုံးတစ်ခါက six of cups okay okay အဲ့တော့ နှစ်3လုံးလို့နှစ်4လုံးလို့22 22လို့เนาะဒါတွေကို မြင်နေရတဲ့သူတွေကို universe ကဘာ message ပေးချင်တာလဲเนาะဘာကိုဝန်ရင်လောက်ချင်လို့သူတို့ကိုကိုဒီနံပါတ်ပြနေတာလဲဆိုတော့အချစ်ရေးများတယ်เนาะအချစ်ရေးများတယ်ဟွန်းအဲ့တော့ဒီလူတွေကလေတချို့တွေကလည်း ကိုယ့်ရဲ့ soul mate နဲ့တွေ့ပြီးသားပေါ့နော် soul mate connection ရှိပြီးသားသူတွေပါမယ်လုံးဝကိုယ့်ရဲ့ soul mate နဲ့မတွေ့ရသေးတဲ့သူတွေကလည်းတိတ်မကြခင်အချိန်တော်တွင်6လတော်တွင်မှာအာဒါမှမဟုတ်လို့ရှင်လည်းအခုလာမယ်12လပိုင်းနဲ့မှာပေါ့နော်ကိုယ့်ရဲ့ soul mate soul connection เนาะရှိတဲ့သူနဲ့တွေ့ကြုံဆုံစည်းရတော့မယ်ဆိုတာမျိုးကို universe ကပြောနေတာပါအဲ့တော့ဒီမှာကကြတော့လေ ကိုအချစ်ရည်နဲ့ပတ်သက်ပြီးတော့ဗောနော်မကောင်းမြင်နေတာမျိုးเนาะရှေ့မှာငါကောင်းတဲ့သူနဲ့တွေ့ပါမလားဒါမှမဟုတ်ရှင်နဲ့အချစ်ရည်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးတွေ answer key တကယ်ကိုကိုလိုချင်တဲ့ solution ဗောနော်ကိုလိုချင်တဲ့တကယ်ကိုတိတိကျကျအဖြေတိတိကျကျရေးရ clarity မရနေသေးတာမျိုးတွေဆိုလို့ရှင်ဒီလိုစိုးရိမ်ကြောင်းကြပူပန်နေတာမျိုးတွေမဖြစ်ပါနဲ့တဲ့ဟိုဘယ်လိုပြောမလဲအကောင်းမြင်စိမ့်နဲ့ကြည်ပါအကောင်းမြင်စိမ့်နဲ့မြင်အောင်တွေးပါအာကိုကိုကိုဒါ awareness ဖြစ်အောင်နေပါဒါဆိုလို့ရှင်ကိုလိုချင်တဲ့ clarity ရလာလိမ့်မယ်ကိုလိုချင်တဲ့အဲ ဒီဘယ်လိုပြောရမလဲအဖြေတစ်ခုပေါ့နော်ရလာမယ်ဆိုတော့မျိုးပြောထားတယ်အဲ့တော့ဒီမှာ rich မြင်တာကကြတော့လေဒီဒီဒီ222ကိုတောက်လျှောက်မြင်နေရတဲ့သူလေးတွေကို ကြတော့အချိန်ရင်းနဲ့ပတ်သက်ပြီးတော့ကဟိုသူတို့တတိပေးချင်တာကကြတော့ warning လုတ်ချင်တဲ့အကြောင်းအရာကခဏတပြုတ်ပေါ့နော်ဘယ်လိုပြောမလဲဟိုရေတို့ကာလလေးကိုကြည့်ပြီးတော့ပြောမရှာနဲ့ပေါ့နော်အာတကယ်ကိုလုံးဝတည်ငြိမ်တဲ့အချစ်တစ်ခုတည်ငြိမ်တဲ့ အာရေရှည်လုံးတက်မှုသွားမဲ့အခြေအနေတကူကလာတော့မယ်ပေါ့နော်အဲ့တော့ကိုကိုကိုမြင်အောင်ကြည့်ဖို့ပဲလိုအပ်တယ်ကို့အနီးနားမှာပဲဒီလူကရှိနေတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်တော့ risk မှာမြင်တာကဒီလူတွေကလေအာနည်းနည်းပေါ့နော်ဟိုကိုနဲ့တိတာတိတ်မကြသေးတဲ့သူ connection ကအရန် strong မဖြစ်သေးတဲ့သူပေါ်မှာအရန်အာယုံဆိုင်နေတဲ့သူတွေပါမယ်။တောင်းချင်ကိုယ့်ထက်အသက်ငယ်တဲ့သူပေါ်မှာအရန်အာယုံဆိုင်နေတဲ့သူတွေပါမယ်။ဆိုတော့အဲ့ဒီလူကကိုယ့်အတွက် right person မဟုတ်ဘူး။ကိုယ့်အတွက်စစ်မှန်တဲ့လူမဟုတ်ဘူးဆိုတာမျိုးပြောချင်တာ။အဲ့တော့ကိုယ်နားမှာကိုယ့်ထက်ဝါရင်းတဲ့သူ energy ကဘယ်လိုပြောမလဲပို့ပြီးတော့မြင့်နေတဲ့သူเนาะကိုယ့်ထက်တော်တဲ့သူတက်တဲ့သူအဲတောင်းချင်လည်းတချို့ကကိုယ့်ထက်အသက်ကြီးတဲ့သူပေါ့နော်တစုံတစ်ယောက်ရှိနေတယ်။ဆိုတော့အဲ့ဒီလူကဒါလည်းကိုယ့်အတွက်စစ်မှန်တဲ့သူဖြစ်တယ်ပေါ့နော်။အကယ်၍မတွေ့ရသေးဘူးဆိုလို့ရှင်လည်းတော့အချိန်မှတွေ့လာလိမ့်မယ်ပေါ့နော်။ဒီလိုမျိုးပြောထားတာ။ဆိုတော့ မြင်အောင်မကြည့်ပဲနဲ့အခြေအနေတွေကိုအာဘယ်လိုပြောမလဲ um like um တတိမမူကူမမြင်တချို့ကလည်းဖြစ်နေတာပေါ့နော်တချို့ကလည်းတီးတီးကြီးနဲ့အလုံး neglect လုပ်တာမျိုးတွေ့ရတယ်ကိုအာယုံဆိုင်ချင်တဲ့သူပေါ်မှာပဲအာယုံဆိုင်နေတာမျိုးတွေ့ရတယ်အဲ့တော့တချို့တွေကကြတော့လေဒီအချင်းနဲ့ပတ်သက်လို့ပေါ့နော်ဟို နှောင်ကျိုးလေးတမြင်ရဲဆိုပုံစံမျိုးပေါ့နှောင်ကျိုးလေးတည်တည်လေးယုံထွက်လို့ရရတယ်ကို့အတွက်မကောင်းတဲ့အခြေအနေတခုမှဟိုတိနေတဲ့သူတွေဆိုလို့ရှင်လဲပေါ့နော်ယုံမထွက်ဘဲနဲ့အဲ့ဒီမြင်မြင်တည်တည်လေးနဲ့အခြေနှောင်ခံနေတာမျိုးတွေ့ရတယ် like dd ပုံလိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှင်မြင်ရလားမသိဘူးဒီခြေတော့ကလေးကိုလေကျိုးမြင့်မြင့်သေးသေးလေးဟောဒီမှာဒီဒီဒီနားလေးမှာအဖြူအောင်လေးရှိအဲ့မြင့်မြင့်သေးသေးလေးနဲ့ပဲ hang လောက်ထားတာဆွဲထားတာဒီမှာဆိုလို့ရှင်လေအရန်တည်တာလေကြည်လိုက် တကူလုံးကြီးနဲ့ယုံထွက်လို့ရရဲ့ဒါနဲ့ဖြုတ်မချပဲနဲ့ပေါ့နော်ကိုဘာသာကိုအဲ့ဒီမြင်မြင်သေးသေးလေးနဲ့ကိုကိုကိုအပတ်ခံနေတာအရစ်တွေခံနေတာအနောက်တွေခံနေတာမျိုးလို့ rich ကတော့ပို့ပြီးတော့မြင်ရတယ်ဆိုတော့ဒါကို universe ကပြောချင်လို့ပေါ့နော်ဒီနံပါတ်ကိုပြတာအဲ့တော့ဟိုကိုအနေနဲ့ပေါ့နော်မဟုတ်တဲ့လူခဏတစ်ဖြုတ်ပေါ့နော်အဲ့လိုမျိုး fancy dating ဒီနေ့လောက်တဲ့အဲ့လိုမျိုး ဟိုပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါသွားရမယ်အနေထားပေါ်မှာအရင်ကြီး seriously သွားပြီးတော့ energy တွေအကုန်ခံပြီးတော့စိတ်တွေအနစ်မြုပ်ခံပြီးတော့အယုံဟိုဟိုအယုံထက်မခံမင်းနဲ့ကိုကိုတိုင်းကိုကရစ်တွေနေတယ်ကိုကိုနိုင်ကိုကိုတိုင်းကိုကမယုံထွက်ပဲနဲ့ပေါ့နော်ဟိုရစ်ပတ်နှောင်ဖွဲ့ခံနေတယ်ဆိုတာမျိုး rich ဒီမှာပို့ပြီးတော့မြင်ရတယ်အဲ့တော့ဒီမှာကကြတော့လေဟိုတချို့တွေကကြတော့လေပေါ့နော်ကိုတောင်းတနေတဲ့ အတိတ်ကာလကလူကိုပွားတဲ့ကိုမချခင်အချိန်တော်အတွင်းမှာ6လအတွင်းပေါ့နော်ပြန်ဝင်လာတော့မယ်အဲ့ဒီလူနဲ့အဲဘယ်လိုပြောရမလဲ romantically ပေါ့နော်တတရရာជីជីနူးနူးနေ့ရက်တွေပြန်ပြီးတော့တွေ့ကြုံဆုံစည်းရတော့မယ်ဆိုတော့မျိုးတွေ့ရတချို့တွေအကြောင်းလဲတကယ်ကိုကိုယ့်ရဲ့ soulmate connection နဲ့တွေ့ကြုံဆုံစည်းရပြီးတော့အာ ตายาจีนูတဲ့အချစ်ရည်တွေ့ရတော့မယ်ဆိုတာမျိုး universe ကပြောနေတယ်တချို့တွေကကြောက်လဲကိုယ့်ရဲ့ soul mate connection ရှိပြီးသားတွေ့ပြီးသားเนาะသူနဲ့အဆင်မပြေတာပါညာမျိုးဆိုလို့ရှင်လဲ6လအတော်တွင်မှာဒီကိုယ့်ရဲ့ soul connection ရှိတဲ့သူကိုယ့်ရဲ့ soul mate နဲ့ပြန်ပြီးတော့အဆင်ပြေမယ်ตายာတဲ့နေ့ရက်တွေပြန်ရောက်တော့မယ်เนาะတယောက်နဲ့တယောက်ကြားထဲမှာရင်ကျက်တဲ့ပုံစံမျိုးနဲ့ဖြည့်ရှင်းပြီးတော့တယောက်နဲ့တယောက်ရင်ကျက်တည်ငြိမ်တဲ့ချစ်ချင်းမြတ်တာတွေเนาะနားလည်မှုတွေပေးဆက်မှုတွေနဲ့ ဒီကလေးလိုပုံစံမျိုးကမဟုတ်တော့ဘဲနဲ့တကယ်ကိုကောင်းမွန်တည်ငြိမ်တဲ့အချစ်တွေနဲ့ပြန် ပြီးတော့ပေါ့နော် fix လုပ်တဲ့အခါမျိုးမှာလုံးဝတာယာပျော်ရွှင်တဲ့အခြေအနေတွေပြန်ရပြီးတော့ reunion ဖြစ်မယ်เนาะပြန်ပြီးတော့ပေါင်းစုံရမယ်ပေါင်းဖက်ရမယ်ဆိုရဲဒီမှာအကြောင်းတရားကို ပြောချင်လို့ universe ကဒီ number တီကိုပြနေတာဆိုရဲ message ပေးနေတာမျိုးဆိုတာဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့အာနောက်တစ်ခုကကြတော့ပေါ့နော်တချို့တွေကကြတော့ဒီမှာအချစ်နဲ့ပတ်သက်လို့ပေါ့နော်ဟို နည်းနည်းမာနခံနေရမျိုးကိုယ့်ရဲ့အချစ်ကိုဘယ်လိုပုံစံမျိုးပါဆိုတာမျိုး love language ကပေါ့နော်မှားယွင်းစွာအာ reveal လုပ်နေရမျိုးရှိတယ်ဆိုတော့ကိုယ့်ရဲ့ အချစ်ပေါ်မှာဘယ်လိုမျိုးယူဆတာလဲချစ်တယ်ဆိုလို့ရှင်လည်းချစ်တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်တည်တည်ကြကြဖွင့်ပြောပြဖို့လိုအပ်တယ်ကိုချစ်တဲ့သူပေါ်မှာတမမလို့ရှင်လည်းကိုပြတဲ့ love language ကမှားယွင်းနေတာမျိုးရှိတယ်ဆိုပြုပြင်ဖို့လိုတယ်ဆိုတော့ဒါကို universe က warning လုပ်နေရလို့ risk မြင်နေပေါ့နော်တချို့တွေကချစ်တော့ချစ်တယ်ဟိုကိုပေါ်ပြတဲ့အချစ်ကြီးကအာမဟုတ်နေရမယ်တချို့ကကြောက်လဲရင်ထဲမှာတအားချစ်တယ်တအားကို intense ဖြစ်တယ်ဒါပေမဲ့လည်းအပြင်းမမပြဘူးပေါ့နော်ဆိုတော့ဒါတွေကလည်းမှားယွင်းတဲ့ gesture တွေလို့ universe ကပြောနေတယ်အဲ့တော့ ဟိုထုတ်ပေါ်ပြသရမယ့်အချိန်မှာဒီချာထုတ်ပေါ်ပြသဖို့ဟိုတိုးဝှဲရမယ့်အချိန်မှာတိုးဝှဲဖို့ပေါ့နော်ဒါလေးကိုတည်တည်ချာချာချင်းကိုက်ပြီးတော့ fix လုပ်ပါဆိုပြီးတော့အာ warning လုပ်နေရမျိုး risk ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့အခြေအနေတွေကတော့ risk အာရေဘူးရအဖြစ်ပေါ့နော်တတော်များများမှာကတော့အတိတ်ကာလတုန်းကကိုမျောနေတဲ့သူတောင်မဆင်ကိုနဲ့ဒီ အာအတိတ်ကာလတုန်းကဆိုတော့ကဟိုအတိတ်ဘဝကိုပြောတာမဟုတ်ဘူးเนาะအရင်တုန်းက connection အဟောင်းပတ်သက်ခဲ့ဘူးတဲ့သူအဟောင်းအတိတ်ကလူဆိုတော့တစုံတစ်ယောက်ကတော့ကိုယ့်ဘဝထဲကိုပြန်ဝင်လာတော့မယ်သူနဲ့ပြန်ပြီး reunion ဖြစ်တာမျိုးသူနဲ့ပြန်ပြီးအဆင်ပြေတာမျိုးเนาะအဲ့တော့တချို့တွေဆိုလို့ရှိရင် ex ကိုမျောနေသူတွေရှိတယ်ပေါ့เนาะဆိုတော့ပြန်ဝင်လာဖို့ chance ကတော့တော်တော်များပါတယ်ဒါပေမဲ့ကိုမျောနေတဲ့ ex ဟုတ်ချင်မှာတော့ဟုတ်မယ်ပေါ့เนาะတချို့တွေကလည်းတကယ်ကိုအရင်ကကန်ကောင်းပြီးတော့ကိုမျောနေတဲ့ ex ကကိုယ့်ဘဝထဲကိုပြန်ဝင်လာတာမျိုးရှိနိုင်တယ်ပေါ့เนาะ6လအတော်တွေအဲ့တော့အခြေအနေလေးတွေကတော့ အတိတ်ကလူတယောက် connection အဟောင်းပတ်သက်ခဲ့မှုမိသားလူတယောက်ကိုဘွားလည်းပြောင်းဝင်လာမှုရှိတယ်ဆိုတာကတော့တော်တော်များများစီမှာ risk မြင်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကတော့အဲဒါ universe ကပေးခြင်းတဲ့ message လေးတစ်ခုပေါ့နော် okay အဲ့တော့ဒါကတော့ဒီ number ပေါ့နော်222တောင်းမရှင်တဲ့2222เนาะနှစ်လေးလုံးဒါလိုမျိုးတွေကိုတွေ့နေရတဲ့သူတွေအတွက်ကို universe ကပေးခြင်းတဲ့ message ပေးခြင်းတဲ့ဒါ warning ပေါ့နော်ဒါလေးကို rich ဖတ်ပြီးတော့တာဖြစ်ပါတယ်အဲ့တော့ဒီတိုင်းကိုတည်တည်ချာချာ personal reading မေးချင်တဲ့သူတွေက Russian Facebook page messenger မှာလာပြီးတော့ booking တင်ပြီးတော့ reading အာလာယူလို့ရပါတယ်ဒီလို reading အစ်စ်တွေအမြဲမပြတ်ကြည့်ရှုချင်တဲ့သူတွေက Russian Facebook page YouTube channel Telegram channel TikTok တာတွေကို join subscribe follow လေးလောက်ထားပြောချင်ပါတယ်ရှင်နောက်ထပ် reading အစ်စ်တွေမှာပြန်လည်းဆုံးပြေကြပါမယ်ကျေးဇူးတစ်ပတ်တင်ရှိပါတယ်အားလုံးတတာ Okay ဟာဒီတစ်ခေါက်ကတော့ angel number 333 33ဒါမှမဟုတ်ရှင်လဲ3လေးလုံးပေါ့เนาะဆိုတော့ဒါကိုမြင်နေသူတွေအတွက်ကို universe ကဘာလို့သူတို့ဒီနံပါတ်ကိုပြတာလဲเนาะသူတို့ဒီ message ကပါလဲเนาะသူတို့ပေးခြင်းနဲ့ warning ကပါလဲဒါလေးကို receive ထားပြီးမှဖြစ်ပါတယ်အဲ့တော့ engine number 333 engine number 3333တော့မြန်3လေးလုံးမြင်နေပါတယ် universe ကဘာ message ပေးနေတာလဲဘလို1လုံးရှင်းတာလဲเนาะဒါလေးကို ကြည့်ပါမယ်33 33 33ပါလို့မြင်နေရတာလေ။တော့ universe ကအဖာကိုပြောချင်တာလေ။အဲ့တော့ bottom of the deck ကတော့2 of cups ပါရှင်။ နောက်တစ်ခါက nine of swords နောက်တစ်ခါက the moon နောက်တစ်ခါကကြတော့ three of wands နောက်ဆုံးတစ်ခါက page of swords okay အဲ့တော့ angel number 333 33 33ကောင်းချင်တဲ့၃လေးလုံးเนาะတွေ့နေရတဲ့သူတွေက universe ကဘာကိုပြောချင်တာလဲဆိုတော့ဒါလည်းဒီ group လည်းအချစ်ရေးပဲတော့ okay အဲ့တော့ တချို့တွေက soulmate connection ရှိပြီးသားတချို့တွေက twin flame ပေါ့နော် rich ဒီမှာမြင်တာ twin flame တို့ soulmate တို့ connection ရှိပြီးသားသူတွေဒီလူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်မပြေဖြစ်နေရလားအရန် anxiety မြင်လားအရန် stress ကြီးပြီးပြီးတော့အခုအဆင်မပြေဖြစ်တဲ့ဟာမှာ um ဘယ်လိုပြောရမလဲရှောက်တွေးပြီးတော့ပေါ့နော်ဟိုညမအိမ်နိုင်အိတ်လို့မပြောအိမ်မဆိုးတွေမအဲ့လိုမျိုးတွေ energy drain ဖြစ်ပြီးတော့တော်တော်လေး heavy energy ဖြစ်နေအောင်မျိုးတွေ့ရတယ်ဆိုတော့အဲ့လူတွေ ဟို universe က message ပေးထားတာများမယ်ပေါ့เนาะအဲ့တော့ကိုမာကလေဒီ connection ကြီးကရလာပြီဒါဒီ connection အဲဘယ်လိုပြောမလဲဒီ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  connection ကိုရှိနေပြီးသားအနေထားမှာပေါ့เนาะ universe က ငါတို့ main ကိုပေါ့နော်ဒီ connection ချပေးပြီးသားဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လေ knowledge တွေလည်းငါတို့ပေးပြီးသားဒီလမ်းကြောင်းပေါ်မှာကောင်းကောင်းမွန်ရှောက်ရုံပဲဟာကိုပေါ့နော်ကြားထဲမှာ comic တွေပါရှိလို့မျိုးကျွန်တော်မျိုးကြော်ဖဲရတဲ့အနေထားမှာဘာတွေပူပန်နေတာလဲတဲ့ကိုကိုကို energy awake ဖြစ်အောင်လုပ်ပါတဲ့ဒီမှာကတော်တော်များများကလေ energy awakening မဖြစ်သေးဘူး spiritual awakening မဖြစ်သေးတာမျိုး တွေ့ရတယ်ဒါကြောင့်မလို့ universe က testing တွေတစ်ခုပြီးတစ်ခုချပြပေးပြီးတော့ energy awake ဖြစ်အောင်เนาะဒီလိုမျိုးတွေ့လာတဲ့ connection တွေကနေတဆင့် သင်ခန်းစာရအောင်เนาะဟိုဥမာ twin flame သမားတွေဆိုလို့ရှိရင်ဒီ connection ကနေတစင်ကိုဘာပေးနေတာလဲဘာ message ပေးနေတာဘယ်လိုမျိုးသင်ခန်းစာတွေပေးနေတာလဲဒါကိုတိတိချာချာသင်ယူပေါ့เนาะ soul connection ဆိုလို့ရှိရင် soul connection เนาะ karmic connection ဆိုလို့ karmic connection လေးရပေါ့เนาะလုံးဝဒီအခြေအနေကနေပြီးတော့ message ရဖို့အဓိကတော့ universe ကသူပေးတဲ့ ဒီ spiritual lesson တွေကိုသိအောင်မြင်အောင်เนาะ energy awakening ဖြစ်အောင်အယံကိုလှုပ်နှိုးနေရလို့ resume လဲဆိုတော့ဒါကိုမင်းတို့သိအောင်ယူပါเนาะမင်းတို့ဒီငါပေးခြင်းတဲ့ message ကိုမရမခြင်းငါပေးခြင်းတဲ့ lesson ကိုမရမခြင်းငါတစ်ခုပြီးတစ်ခုလှုပ်နေပုံမှာဆိုတဲ့ပုံစံမျိုးကိုတွေ့ရအဲ့တော့ဒီအခြေအနေနေထားမှာမှာ energy awakening ဖြစ်အောင်ယူပါမဖြစ်ဘူးဆိုလို့ရှိရင် universe က tap protesting တွေတစ်ခုပြီးတစ်ခုလာအောင်မယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့ ဟိုအနေထားတစ်ခုမှာလဲဒီ connection နဲ့ပတ်သက်ပြီးတော့ဗောနော်ခံစားနေရတဲ့ဟာလေးကိုဟိုမြက်တောင်မွေးတထောက်စာဗောနော်ဒီရေတို့ကာလလေးကိုမကြည့်နဲ့ဗောနော်လုံးဝဟိုးရေရှည်အတွက်ကိုအသေးချာချာကြည့်ပြီးတော့ နေပါထိုင်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးဖြစ်လာလို့လဲပေါ့နော်ဥပမာထားလိုက်ပါတချို့တွေ train flight connection ကြီးတွေ့ရတယ်တချို့တွေက soul mate connection ကြီးတွေ့ရတယ်တချို့က karmic connection တွေ့ရတယ်ဆိုတော့ဒီလိုဟာမျိုးမှတွေ့လို့ပေါ့နော်လန့်သွားတာမျိုးတွေပါတယ်မဖြစ်ဖ ೇನೆ ပေါ့နော်ဒီလို connection ရလာတဲ့အခါမှာဒီလို connection နဲ့ပတ်သက်ပြီးတော့ခံစားရတဲ့ကိစ္စရပ်တွေပါတယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော် gratitude တရားထားပါတဲ့ဒီလိုအခြေအနေအကြောင်းအကြောင်းတွေတွေ့လာလို့ပေါ့နော်ကိုယ်မှာဘယ်လိုမျိုးသင်ခန်းစာတွေရလာလဲကိုယ်မှာဘယ်လိုမျိုး spiritual awakening ဖြစ်သွားလဲကိုယ်မှာဘယ်လိုမျိုး mindset တွေ change ဖြစ်သွားလဲကိုယ်ဘယ်လိုမျိုး version upgrade ဖြစ်သွားလဲပေါ့နော် ဒီလိုသင်ယူရရှိတဲ့အကြောင်းအရာတွေပေါ်မှာပဲ gratitude ထားပါအာ universe ကိုကျေးဇူးတင်မှာဖြစ်လာတဲ့အကြောင်းအရာတွေကိုသိစရာကောင်းမွန်စွာ lesson ယူပြီးတော့ကျေးဇူးတင်တရားနဲ့ပေါ့နော်နေထိုင်သွားပါဆိုပြီးတော့ပြောချင်တာဒီအခြေအနေနေထားမှာဘသူဘသူမှအဖြစ်မတင်နဲ့ပေါ့နော်ကျတော့ဒါကကိုတင်ယူလေးလာရမယ်ကိစ္စတွေကိုဘဝမှာဒီစာမျက်နှာတွေကရေးကိုရေးထားပြီးသားဒီလိုခြေနေဒီ connection မှာဒီလိုပုံစံမျိုးတွေ့ပြီးတော့ဒီ lesson တွေကယူကိုယူရမယ်ဆိုတာချမှတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မှုတ်လို့ gratitude တရားနဲ့ပဲသွားပါဆိုပြီးတော့ပြောနေတယ်အဲ့တော့တချို့တွေကလည်း gratitude letter မရေးရသေးဘူးဆိုလို့ရှိရင်ရေးပေါ့နော်အာနောက်တစ်ခုကကြတော့အချင်းနဲ့အချင်းခါကောင်းတစ်ခုကိုစောင့်ဆိုင်ရင်းနဲ့ပဲဟိုအစင်သင့်ပြင်ထားပါဆိုတာမျိုး universe ကပြောနေတယ်တချို့တွေကကြတော့ဟိုဘယ်လိုပြောရမလဲဒီအချင်းနေကြီးတော့ကိုဟာဘယ်လိုတွေဖြစ်လာမှလဲဗာလဲညာကြောက်အားလန့်အားနဲ့ပေါ့နော်အဲ့လိုမျိုး fear စေ worries တွေဝင်ပြီးတော့ဒီအချင်းနေနေထားတခုပေါ့နော် anxiety မြင့်တက်နေတာမျိုးတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးမဖြစ်နဲ့ပေါ့နော် အနေထားအားလုံးအတွက်ကိုကြိုတင်ပြင်ဆင်စိတ်ကိုပြုပြင်ပြောင်းလဲကောင်းတဲ့အရာတွေဖြစ်ကိုဖြစ်လာမှာဆိုတဲ့ positive energy positive thinking နဲ့ပဲတွေးပြီးတော့တရက်တာတရက်တာဟိုတဲ့ဒီဒီဆက်စားကောင်းမှုဆိုတာ ਨੇ ကြော်ဖြတ်ပါပေါ့เนาะ energy drain ဖြစ်တာမျိုးတွေကိုကိုယုံကြည်မှုမရှိတာမျိုးအာတချို့ဆိုလို့ရင်ဘာမဟုတ်တဲ့ကိစ္စလေး ਨੇ ကိုကိုတက်တည်မဲ့ပါညာ no ဒီလိုမျိုးတွေလှုပ်ဖို့လုံးဝမလိုအပ်ဘူးပေါ့เนาะဒီနေရာမှာ failure ဖြစ်သွားတယ်ဆိုရင်ကတော့အဖမ်းမှန်တလဲလဲပြောရမယ်ဆိုလို့ရှင်ဒီ karma cycle ကြီးထဲမှာပဲဘဝကြီးရတန်တရားလဲနေအောင်မှာပဲဆိုတော့ဒီအခြေအနေအနေထားတစ်ခုမှာကောင်းမွန်စွာ spiritual awakening ဖြစ်တာเนาะတကယ်ကို ပေးခြင်းတဲ့ lesson ကိုမရတာပေးခြင်းတဲ့ message ကိုရအောင်မယူတတ်တာမမြင်တာမျိုးဆိုလို့ရှိရင်ကတော့ရှေ့လျှောက်မှာကတော့အခုတက်ပို့ပြီးတော့ energy drain မျိုးပဲရှိတယ်အခုတက်ပို့ပြီးတော့အာဆိုးပဲတဲ့အခြေအနေတွေကြုံရဖို့ပဲရှိတယ်ဆိုတာမျိုး universe ကပြောထားတာအဲ့တော့ connection ရှိနေပြီးသားမှာကို ဒီ journey ပေါ်ကိုဆက်ပြီးတော့ရှောင်လန်းဖို့ပဲလိုအပ်တယ်ပေါ့เนาะအဲ့တော့အဲတချို့တွေဆိုလို့ရှင်လဲ soulmate connection တွေအာ soulmate connection ကြီးကိုမှဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်နေရလဲဆိုတော့ okay connection တိုင်းကတာယာဖြောင်ပြူးနေရမယ်လို့ဘယ်သူမှမပြောထားဘူးเนาะပို့ပြီးတော့အဲ့လိုမျိုး twin flame လို့ soulmate တို့ဆိုလို့ရှင် ပို့ပြီးတော့ဒီ spiritual lesson တွေ learning လုပ်ရတယ်เนาะဟိုကိုကိုကို energy awake ဖြစ်အောင်เนาะကိုကို spiritual awake ဖြစ်အောင်သင်ယူရတယ်เนาะဟိုအမြဲတမ်းပေါ့เนาะဟို awareness တစ်ခုမဟုတ်တစ်ခုရအောင် universe က လမ်းတွေပြနေ guideline လုပ်နေဆိုတော့အဲ့ဒီပုံမှာတည်တည်ဆချာရှောက်လမ်းမှာဟို deep spiritual journey ပေါ်ရှောက်လမ်းစီခြင်းလို့သူတို့ကဒီလို connection မျိုးနဲ့တွေ့ပြတာအဲ့ဒါကိုမှကိုက message ရအောင်မယူဆိုလို့ရှင်တော့ဟိုဘယ်လိုပြောမလဲလမ်းကြောင်းကိုတွေ့ပြီးသွားပြီးတော့ပြုံးစားပြင်အောင်ဖြစ်ဖို့ပဲရှိတယ်။နောက်ဆိုရတဲ့အခါကျတော့အဲ့လိုမျိုးအခြေအနေမှာလည်း universe ကဒါသူတို့လက်တော့လက်တော့လှုပ်မထားပါဘူး။ guideline ပေးနိုင်တဲ့လောက်တော့ပေးတယ်။အဲ့ဒါကိုမှ လုံးဝကြီး neglect လုပ်ပြီးကိုလှုပ်ချင်တာလုပ်မယ်ဆိုလို့ရှင်နဲ့အောင်လဲကိုအကြောင်းတရားနဲ့ကိုပေါ့နော်ဆိုတော့ဒီမှာကတော့ universe ကအမြဲတမ်းနဲ့မျက်စိဖွင့်နားဆွင့်ပြီးတော့ဘလို့အကြောင်းအရာတွေကဘလို့နမိတ်တွေငါ့ကိုပေးနေတာလဲ universe ကငါ့ကိုဘယ်လမ်းကြောင်းမှခေါ်သွားမှလဲဆိုတော့ကို alert ဖြစ်သွားနေပေါ့နော်ကိုကိုကိုသတိဝိရိယနဲ့နေပါအချိန်ခါကောင်းတစ်ခုစောင့်ဆိုင်ပါအကောင်းမဲမြင်ပါပြီးလို့ရှင်လဲကိုယ့်ရဲ့စိတ်အော်ဘယ်လိုပြောမလဲ sovereign body အကုန်လုံးပေါ့နော် mind အကုန်လုံးကိုတည်တည်ချာချာ အစင်းနဲ့ပြင်ဆင်ထားပါဘယ်အခြေအနေဘယ်အကြောင်းအရာမှာဘယ်လိုပုံစံမျိုးသုံးသပ်မယ်ဘယ်လိုမျိုးသင်ခန်းစာပြီးလိုက်ကဘယ်လိုမျိုးယူမယ်ပြီးလို့ရှင်ဘယ်လိုပုံစံမျိုးကြော်ဖြတ်မယ်အစအစအရာရာမှာ be ready ပေါ့နော်လုံးဝဟိုကောင်းမွန်စွာကြော်ဖြတ်နိုင်မယ်ဆိုရဲအကောင်းမြင်စိတ်နဲ့စိတ်နှလုံးသွင်းပြီးတော့ပဲအစင်းနဲ့အနေထားပြင်ဆင်ထားပါဆိုပြီး universe ကပြောထားတယ်အဲ့တော့ဒီအခြေအနေမှာကကိုယ်မှာလုံးဝဟိုဘယ်လိုပြောမလဲဒီအခြေအနေပတ်သက်လို့ destiny ရရှိပြီးသားအဲ့တော့ဟိုတချို့အရာတွေကတကယ်လုံးဝ it's already be destined ပေါ့နော် သတ်မှတ်ထားပြီးသားအချစ်ရေးမှာဆိုလို့ရှင်လဲကိုယ့်အတွက်စစ်မှန်တဲ့သူကိုယ့်အတွက် soul connection ကိုယ့်အတွက်ဒီ connection လုံးဝ bonding ဖြစ်ပြီးသားလူတယောက်နဲ့ရရှိပြီးသားဖြစ်တယ်ကြောင့်မလို့မတွေ့ရသေးတဲ့လူတွေလည်းတွေ့လာမှာပေါ့နော်ဆိုတော့ဒီအချိန်နေမှာက ဒီလူနဲ့ကအเจ้าမှာဘို့ရေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ဘာမှဆိုရင်မနေနဲ့ပေါ့နော်ဒီ test တွေကိုတစ်ခုပြီးတစ်ခုကိုကကြော်ဖြတ်နိုင်ဖို့ကိုကို energy away ဖြစ်ဖို့ပဲလိုအပ်တယ်လုံးဝ misery things တွေပေါ့လုံးဝကိုမတင်မှတ်ထားတဲ့အကြောင်းအရာတွေဟာတဆစ်ချိုးနော်အပြောင်းလဲတွေဖြစ်လာဖို့ရှိတယ်အဲ့တော့ကိုကိုကိုဟိုဘယ်လိုပြောမလဲ fears တွေ worries တွေဝင်နေတာမျိုးမရှိဘဲနဲ့ပေါ့နော် ဟိုတနေ့တနေ့ဖြတ်တန်းနေတဲ့အခြေအနေမှာဘယ်ရာတဲ့နမိတ်ပေးနေရလဲဘယ်ရာတဲ့ sign ပြနေရလဲ universe ကငါ့ကိုဘာပြောချင်နေလဲ universe ကငါ့ကိုဘယ်လိုမျိုးလမ်းပြနေရလဲ universe ရဲ့ guideline ကဘယ်လိုမျိုးရှိနေရလဲဒါကိုပဲတည်တည်ချာချာလေ့လာရင်းနဲ့ပဲအဆင်ပြေပြေနဲ့ကြော်ဖြစ်ပါဘာမှ worry များမနေနဲ့ဘာမှဒီမှာ anxiety မြင့်တက်နေရတဲ့အကုန်လုံးထုတ်ပြလိုက်ပါ overthink ဖြစ်နေတာမျိုးတွေအရန်ပြီးအတွေးတွေလွန်တော့တအားကိုဆူဆူရွားတွေဖြစ်နေရ energy heavy ဖြစ်ပြီး drain တွေဖြစ်နေရအရန် stress တွေပြီးပြီးတော့စိုးရိမ်ပူပင်တော့ကရောက်နေတာတွေအကုန်လုံးကိုခွာခြားလိုက် က်ပါဆိုပြီးတော့ဒီ message ကိုပေးချင်လို့ဒီ angel number 333333နောက်တစ်နေ့၃လုံးဓာတ်တွေကိုသူတို့ကပြနေတာဖြစ်ပါတယ်ဓာတ်တွေကိုတည်တည်ချာချာ message ပေးနေတာပါဓာတ်တွေကိုဒါ warning လုပ်နေတာပါဒါကြောင့်လို့ဒီ number ကိုပြနေတာပါဆိုပြီးတော့ universe ကပြောထားတဲ့ message ဒီမှာမြင်ရတယ်เนาะ okay အဲ့တော့ဒါကတော့ဒီ group တွေ reading ကတလောက်ပဲဒီလိုပုံစံမျိုး rich စီမှာ personal reading မေးချင်တဲ့သူတွေက rich facebook page messenger မှာ booking ယူပြီးတော့လာရောက်ပြီးတော့ဒါ personal reading ယူလို့ရပါတယ်မေးလို့ရပါတယ်ဒီလိုပုံစံမျိုး reading အစ်စ်တွေကိုအမြင်ပြကြည့်ရှုနားထောင်ခြင်းတဲ့သူတွေက Rachel Facebook page YouTube channel Telegram channel ဓာတ်တွေမှာအာ subscribe follow and join လုပ်ထားပြီးပြောချင်ပါတယ်ရှင်နောက်တဲ့ reading အစ်စ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတစ်ပွဲတင်ရှိပါတယ်အားလုံးတတ်တာ